အတိတ်သသမုပ္ပအတုလုံပါဠိတော်နဲ့နဲ့အတိတ်ပဲအတိတ်သသမုပ္ပအတိလုံပါဠိတော်နဲ့နဲ့အတိတ်ပဲအတိတ်သသမုပ္ပတရားတော်ဖြစ်ပေါ်လာဖို့အတိတ်သသမုပ္ပကိုရေရုပ်ဖတ်ကုသောပွားများတဲ့အတွေ့ဒီအန္တရာယ်တွေကနေလွတ်မြောက်ခဲ့တဲ့ဥသောဝိမိသားစုတို့ရဲ့ကိုယ်တွေဖြစ်ရဲ့စံတွေကိုသင်ပြပါမယ်။ဒီယကတိန်ကင်းကျင်းသောပဋိစ္စသမုပ္ပတရားတော် ုလုံးပါဠိဝိဇ္ဇာပစ္စယသင်္ခါရာသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံနာမရူပပစ္စယသလာယတနသလာယတနပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတနာတနာပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယသာတိ ဓာတိပစ္စယသရမရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတုပါယတာတဘောတိဧဝမေတတကေဝလတဒုက္ခခန္တတသမုရိယောဟောတိဤပဋိစ္စသမုပ္ပအနုလုံပฏิလုံတရားတော်အဆုံးတိထုတ်တံပါဠိတော်ဝိနည်းပါဠိတော်မိဓမ္မာပါဠိတော်ပါဠိတော်၃မျိုးမှာဟောကြားထားတဲ့ ဘုရားဟောဒေသနာတော်ဖြစ်ပါတယ်။အထူးသဖြင့်ဤရဏဝက္ကတန်ယုတ်ပါဠိတော်တစ်ခုလုံးမှာပဋိစ္စသမုပ္ပါဒ်တရားတော်ကိုဟောကြားထားပါတယ်။အနုလုံပါဠိတော်ဤအနေအတိတ်ပဲဝိဇ္ဇာပစ္စယမတိမှုအဝိဇ္ဇာဟုသော အကြောင်းကြောင့်သင်္ခါရအာထုံမှုသင်္ခါရတို့သည်တံပေါ်ဝန်တိဖြစ်လာကြကုန် င်္ခါရဖြစ်เสียအာတုံမှုသင်္ခါရဟူသော အကြောင်းကြောင့်ဝိညာဏဘဝတိဝိညာဉ်တိတံဘဝတိဖြစ်၏ဝိညာဏဖြစ်เสียဘဝတိဝိညာဉ်ဟူသောအကြောင်းကြောင့်နာမရူပနာယုတ်တိတံဘဝတိဖြစ်၏နာမရူပဖြစ်เสียနာယုတ်ဟူသောအကြောင်းကြောင့်တလာယရဏံတက္ခုစရှိသောအာယရဏ၆ပါးတိတံဘဝတိဖြစ်၏ တလာယတနာပစ္စယတလာယတနာဟူသောအကြောင်းကြောင့်ဖတ်သောအာယုံကိုတွေ့ကြည့်မှုဖတ်တာသည်တံဘဝတိဖြစ်၏ဖတ်တာပစ္စယဖတ်တာဟူသောအကြောင်းကြောင့်ဝေဒနာအာယုံကိုခံစားမှုဝေဒနာသည်တံဘဝတိဖြစ်၏ဝေဒနာပစ္စယဝေဒနာဟူသောအကြောင်းကြောင့်တဏှာအာယုံကိုတတ်မဲ့မှုတဏှာသည်တံဘဝတိဖြစ်၏ တဏှာပစ္စယတဏှာဟူသောအကြောင်းကြောင့်ဥပါဒဏံအာယုံကိုဆွဲလန်းမှုဥပါဒံသည်တံဘဝတိဖြစ်၏ဥပါဒဏပစ္စယဥပါဒံဟူသောအကြောင်းကြောင့်ဘဝကမ္မဘဝဥပပတိဘဝသည်တံဘဝတိဖြစ်၏ဘဝပစ္စယကမ္မဘဝဟူသောအကြောင်းကြောင့်ဓာတိဘဝအတိဖြစ်မှုဓာတိသည်တံဘဝတိဖြစ်၏ ဓာတိပစ္စယာဇာတိဟူသောအကြောင်းကြောင့်တရာမရဏံပူခြင်းသိခြင်းသည်၎င်းဒုက္ခပရိဒေဝဒုက္ခဒေါမနတုပါယတာတို့ရင်ပူသွေးခြင်းကိုကျွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းသင်နှလုံးပြင်းစွာပူပန်ခြင်းတို့သည်၎င်းတံပဝန်ဤဖြစ်ပေါ်လာကြကုန်ဧဝံဤသို့ကြောင်းကျိုးဆက်ဤဖြင့်ဧဝလတ္တဉာဏ်သာမဖဲ့ သင်ရဲ့တက်တက်ဖြစ်သောဒုက္ခကန္တတာသင်ရဲ့အစုသင်ရဲ့အပုံကြီးဤသမှုရိယောသက္ကာသက္ကာပြစ်ပေါ်နေခြင်းသည်ဟောတိဖြစ်၏ပတိလုံပါဠိတော်ဝိဇာယတ္တိဝါအတ္တေတာဝိရာဂនិရောဓာသင်္ခါရនិရောဓောသင်္ခါရនិရောဓာဝိညာဏនិရောဓောဝိညာဏនិရောဓာဓမ္မရူပនិရောဓော ဒါမရူပនិရောဓာသလာယတနာនិရောဓောသလာယတနာនិရောဓာပတ္တនិရောဓောပတ္တនិရောဓာဝေဒနာនិရောဓောဝေဒနာនិရောဓာတဏှာនិရောဓောတဏှာនិရောဓာឧបာရဏនិရောဓောឧបာရဏនិရောဓာဘဝនិရောဓောဘဝនិရောဓာဓာတိនិရောဓောဓာတိនិရောဓာ တရာမရဏံဒုက္ခပိတိဝဒုက္ခဒေါမနတုပါယတာနိရောဓံဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တဤရောရောဟောတိပတိလုံပါဠိတော်ဤနဲ့အတိတ်ပဲဝိဇ္ဇာယတွေဝပတိချင်းအဝိဇ္ဇာဤတာလေအတေတဝိရာကဤရောတာကျင်းမဲ့ဥတ္တုံအလုံးစုံချုပ်ခြင်းကြောင့် သင်္ခါရနိရောဓာသင်္ခါရချုပ်ခြင်းသည်ဟောတိဖြစ်သည်သင်္ခါရနိရောဓာသင်္ခါရချုပ်ခြင်းကြောင့်ဝိညာဏနိရောဓောဝိညာဉ်ချုပ်ခြင်းသည်ဟောတိဖြစ်သည်ဝိညာဏနိရောဓာဝိညာဉ်ချုပ်ခြင်းကြောင့်နာမရူပနိရောဓောဉာဏ်ရုပ်ချုပ်ခြင်းသည်ဟောတိဖြစ်သည်နာမရူပနိရောဓာဉာဏ်ရုပ်ချုပ်ခြင်းကြောင့်တလာယရဏနိရောဓာ တခုသာသာအာရဏ6ပါးထုတ်ခြင်းသည် ဟောတိဖြစ်၏။တလာယရဏនិရောဓာတလာယရဏထုတ်ခြင်းကြောင့်ဖတ္တនិရောရောဖတ္တထုတ်ခြင်းသည်ဟောတိဖြစ်၏။ဖတ္တនិရောဓာဖတ္တထုတ်ခြင်းကြောင့်ဝေဒနာនិရောရောဝေဒနာထုတ်ခြင်းသည်ဟောတိဖြစ်၏။ဝေဒနာនិရောဓာဝေဒနာထုတ်ခြင်းကြောင့် တဏှာនិရောဓောတဏှာချုပ်ခြင်းသည်ဩတိဖြစ်၏တဏှာនិရောဓာတဏှာချုပ်ခြင်းကြောင့်ဥပါရဏនិရောဓောဥပါရံချုပ်ခြင်းသည်ဩတိဖြစ်၏ဥပါရဏនិရောဓာဥပါရံချုပ်ခြင်းကြောင့်ဘဝនិရောဓောဘဝချုပ်ခြင်းသည်ဩတိဖြစ်၏ဘဝនិရောဓာဘဝချုပ်ခြင်းကြောင့်ဓာတိនិရောဓောဓာတိချုပ်ခြင်းသည်ဩတိဖြစ်၏ ဓာတိဏိရောဓာဓာတိချုပ်ခြင်းကြောင့်သရမရဏသရမရဏတိ၎င်းဒုက္ခပရိဒေဝဒုက္ခဒေါမနတုပါယတာဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတာတို့တိ၎င်းဤရုပ်သံဤချုပ်ကြဧဝံဤသို့ကြောင်းကျိုးဆက်နည်းဖြင့်ကေဝလတဉာဏမဖက်သိရတတ်ဖြစ်သောဒုက္ခခန္ဓာတသိရအစုသိရအပုံကြီးဤ ဤတော်တော်ချုပ်ခြင်းသည်ဟောတိဖြစ်၏ပဋိစ္စသမုပ္ပါတရားတော်ဖြစ်ပေါ်လာကုန်ဘုရားလောင်းတော်တိုင်းပင်ဘုရားဖြစ်ကာဤတိုင်းပဋိစ္စသမုပ္ပါတရားတော်ကိုအနုလုံပฏิလုံအပြင်သင်ခြင်းသုံးတတ်တော်ပူဇာမြေဓမ္မရာဖြစ်ပါကျွန်ုပ်တို့မြတ်စွာဘုရားအလောင်းတော်သည်မဟာဗောဓိပင်ယင်ပရာသစ်တပြင်တော်ပေါ်၌မဟာတက္ကရိတရား၃ခုနှင့် အဆုံးသဖြင့်ဒီဒေမဝင်ပြီးဒေဝဗုဒ္ဓမံဝတ္တဝတိမန္တမင်းကို အောင်မြင်တော်မူသည်ခုနောကိုနိညာညင်ဥယျာ၌ပထမဝိဇာဉံခေါ်သည့်ဥပ္ပေနိဝါဒနုတ္တိအပေဉံကို ရရှိတော်မူ၍၎င်းယံတွင်ဒုတိယဝိဇာဉံခေါ်သည့်ဒိဗ္ဗသကုအပေဉံကိုရရှိတော်မူပါသည်မောသောယံတွင်ဘုရားလောင်းသည်ပြေဘုရားလောင်းတို့ဤသူ ဋိစ္စသမုပ္ပါဒ်တရားတော်ကိုအနုလုံပတိလုံသင်ခြင်းသုံးသတ်တော်မူပါသည်ထိုအခါဓာတိကေတကြဝဠာတိုင်ပေါင်းလောကရတကောင်းလုံးရေဆုံးအောင်တုံလှုပ်လေ၏ထို့နောက်ဗျာလောင်းကြီးအဋိစ္စသမုပ္ပါဒ်အင်္ဂါ၁၂ပါးကိုအင်္ဂါတစ်ပါးတစ်ပါးလျှင်အိစ္ဆလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာယင်းတင်ကဂရေ၃၆သိန်းသော ဘာဝစီရဝိပဿနာသမတနာဉာဏ်တော်ကိုဖြစ်ပေါ်စေပြီးနောက်ဆုံးအာယုံတက်ချိန်တွင် ရတ္တမဉာဏ်ရတ္တကိုဉာဏ်များရရှိတော်မူကပဋိသင်္ဘီရာ၄ပါးအတာရဏဉာဏ်တော်၆ပါးဘုရားဉာဏ်တော်၁၄ပါးအာဝိနိကဉာဏ်တော်၁၈ပါးဝေတာရိစ္ဆဉာဏ်တော်၄ပါးသာတော်ဘုရားရှင်တို့၏ဘုံတော်ကျေးဇူးတော်များနဲ့တကား လက်ပြညုတ္တပြဉ္ဉံတော်ကြီးကိုပါရတော်မူပါဘုရားအဖြစ်သူ ရောက်ရှိတော်မူပါသည်ဤသို့ပဋိစ္စသမုပ္ပါတရားတော်သည်ဘုရားဖြစ်ကံဤဘုရားလောင်းဘဝတွင်နှလုံးသွင်းဆင်ခြင်သောအဖြစ်ပထမဆုံးဖြစ်ပေါ်လာခဲ့ပါသည်မြတ်စွာဘုရားသည်ကဆုံးလာပြီကျော်တည့်နေ့တစ်နေ့လုံးဂရေအသိမကညာလာစွာသောရတ္တပုတ္ထဇံသမာပတ္တုကိုဝင်စားလျက်ဝိမု ക്തി ချမ်းသာ တတ္တဘုချမ်းသာကိုခံစားသုံးဆောင်တော်မူ၍ယင်ဥယျာဏ်၌ပဋိစ္စသမုပ္ပါဒ်တရားတော်ကိုအနုလုံပฏิလုံသင်ညင်တော်မူကားယရာဝေသရှိတိပထမကုဒံဂါထာတော်ကိုရွတ်ဆိုကျူးရံတော်မူပါသည်ထို့အတူ၎င်းယံနှင့်ဘုသောယံတို့၌လည်းပဋိစ္စသမုပ္ပါဒ်တရားတော်ကိုပင်အနုလုံပฏิလုံသင်ညင်တော်မူကားဒုတိယကုဒံဂါထာနှင့် တတ္တယကုရံဂါထာတို့ကိုအတီးတီးရွတ်ဆိုကျူးရင်တော်မူပါသည်ပါဠိကတတ္တဟပြည့်မြောက်သည်ခုနှစ်ရက်မြောက်ညင်နိုင်မူညင်ဥယျာဏ်၌အတိတ်ဆက်သမုပ္ပါကိုအမှုလိုအားဖြင့်ဆင်ခြင်၍ပထမကုရံဂါထာကိုရွတ်ဆိုကြောင်း၎င်းယန်၌ပဋိလုံအားဖြင့်ဆင်ခြင်တော်မူ၍ဒုတိယကုရံဂါထာကိုရွတ်ဆိုကြောင်းမိုးတော်ယန်၌လူလုံးပဋိလုံအားဖြင့်ဆင်ခြင်တော်မူ၍ တတ္တိယဥဒ္ဒံကာရာကိုရွတ်ဆိုကျူးရတော်မူသောဥဒ္ဒံပါဠိတော်၌ဟောတော်မူထားပါသည်ဤသို့မြတ်စွာဘုရားတဏ္ဍ၌ပဋိစ္စသမုပ္ပါဒ်တရားတော်များဖြစ်ပေါ်လာခဲ့ပါသည်ပဋိစ္စသမုပ္ပါဒ်တရားတော်ဤသဘောစွာပဋိစ္စသမုပ္ပါဒ်တရားတော်သည်ဘုရားဟောတရားတော်အစစ်ဖြစ်ပါသည် ။ဘုရားတရားတော်များသည်တကြဝလာကလေးတစ်သိအထိအာနာစေပြန့်နှံ့ပါသည်။ဘုရားအလောင်းတော်တိုင်းဘုရားဖြစ်ကဏိပင်အလွဲဧကံအမှန်စင်ကြင်ရသည့်တရားသူဖြစ်၏။ကိုတရားတော်မှာလွန်စွာသိမ့်ပွင့်နေနေ၍ပြည့်မြင်ဖို့ရန်လည်းခက်ခဲ၏။ဘုရားတရားတော်များ၌ထက်ကြီးလေးမျိုးရှိကြောင်းတဂရာများ၌ဖွင့်ဆိုထား၏။ယင်းတို့မှာတစ္ဆာလေးပါးအကြောင်း တ္တဝါအကြောင်းပဋိသင်္ဍိအကြောင်းနဲ့ပဋိစ္စသမုပ္ပါတရားတော်အကြောင်းတို့ဖြစ်ပါသည်ထိုတရားတော်၄ပါးကိုသိမြင်နားလည်ဖို့ကက်ခဲ၏သိမြင်ပြီလျင် သူတစ်ပါးနားလည်အောင်ဟောကြားဖို့ပို၍ကက်ခဲသည်ဟုမိတ်ဆိုထား၏ရသော်ဘုရားဒီပင်ပဋိစ္စသမုပ္ပါတရားတော်ကိုအမှုမူသဖြင့်ဝိပဿနာနှလုံးပြင်သုံးတော်မူခဲ့သောကြောင့်ရတ္တမေညာ တပ်ပင်ယုဒဉာဏ်တော်ကြီးများရရှိတော်မူခြင်းဖြစ်ပါသည်ထို့ကြောင့်ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် ခက်ခဲနည်းနည်းသလောက်အကျွမ်းထက်သောတရားတော်ဖြစ်သည်ဟုယုံကြည်ထားရန်ဖြစ်ပါသည်ဥဇော်ဝိတ်တို့မိသားစုဤဖြစ်ရသူများဤ၌ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကိုအမြဲယုစွာပူဇော်ခဲ့သဖြင့်ဤအန္တရာယ်တွယ်တွယ်မှာ လွမြောက်ခဲ့ပုံများကိုတက်လက်ပြင်ပြပါသည်ဥဇော်ဝိတ်သောတိမာတရက်ခရိုင်ကမ္မမြို့တွင်နေထိုင်သူဖြစ်၏ပင်စင်ယူတီအတိမူလာတန်းကြောင့်အုပ်အဖြစ်မှုထမ်းခဲ့သည်ဥဇော်ဝိတ်တို့ပိသားစုတစုလုံးယရနာသုံးပါးကိုလွန်စွာသိကတ်သူများဖြစ်ကြ၍ညစဉ်ညတိုင်းပဋိစ္စသမုပ္ပါတရားတော်အစရှိသောတရားတော်များကိုရုပ်ဖတ်တရစေ၍ วิปัตตนาเตียะကိုလည်းသွတ်နိုင်သည်များအထုတ်ကြသည်ဟုပြောပါသည်ကုဇောဝိသည်ဂျပန်ဖြင့်စစ်ပြေးကာလတစ်နှစ်တွင်ကမ္မမျိုးမှမင်းတုံးမျိုးသို့တဲဖြင့်ကုံအပြည့်တည်၍သွားခဲ့ရာရာ9နာရီတွင်မြမလူသွုံးများနှင့်တွေ့ရသည်လူသွုံးများကတဲကိုဝိုင်းကရက်တက်ခဲ့ပြီးမြမဘို့ဟုခင်ရသူကဘယ်ကလာသလဲဘာပါသလဲနာမည်ဘယ်လိုခေါ်သလဲစသည်ဖြင့်မေးရာ ဘေးသမ ्या ကိုမှန်အတိုင်းဖြစ်ဆို၏ထို့နောက်ဓမ္မဘုဟုထင်ရသူကပင်ကဲကဲတို့တို့လာတော့ကတော့သူတတ်ဓမ္မတိုက်ဖို့လာတာပဲဒါပေမဲ့ဓမ္မကုသိုလ်ပဲဓမ္မနာမည်ကဥတော်ဝိတ်ဆိုတော့သမ်းတယ်တိုက်ရှင်တဲ့စိတ်လည်းမရှိတော့ဘူးရှင်နာကြရင်လည်းဓမ္မတစ်ဖွဲ့တွေ့လေအောင်ပဲတွေ့ရင်တို့နာမည်ပြောပြီးတို့ရဲ့လူလူပြောဟုဆိုကသူ့လူများကိုခေါ်၍ ်တန်းတော်တဲ့သူဝင်ရောက်ရောက်ွယ်သွားပါတော့ဤသို့အမြပြေးမှလွတ်မြောက်ခဲ့ပါသည်ဂျပန်ဒေါ်လာရေးကာလဖြစ်ပါသည်ဒီနေ့တွင်စည်ရေးအခြေအနေအရဝဲယုံပိုင်ရှင်များကသူတို့ဝဲယုံများကိုပေါက်၍ဤသူမဆိုးဒိုတိပစ္စည်းများရယူနိုင်ကြကြောင်းပြညာသဖြင့်မြေငချောက်တီစာတက်တုံစသည့်ပစ္စည်းများကို သူတဲ့ငါတွားရောက်ယူနေကြသည် တို့အချိန်တွင်ဥဇော်ဝဲဤတငယ်ချင်းဥမြသို့သူတဲ့ပြင်ရောက်လာပြီးဖေ့တော်ဝဲဝဲယုံနေမှာပစ္စည်းတွေသွားယူကြရအောင်ငါနဲ့လိုက်ခဲ့ကွာငါမှလဲပါတယ်ဟုပေါ်ဤဥဇော်ဝဲကထဲ့เสียရလွယ်အိတ်ရှာနေလို့ခဏကောင်းပါဟုပြောပြီးလွယ်အိတ်ရှာနေပြီဥမြကဤတို့ญาတိမတိမဆောင်ပဲတဲ့ကိုမောင်းထွက်သွား၏ ထို့ကြောင့်ကုဇော်ဝိတ်သည်ပစ္စည်းများကိုသွား၍ယူပစ်တော်မူ။ဥမြသွားပြီးတနာယီကအကြာတွင်ဥမြသည်ဂျပန်တပ်နှင့်တွေ့ပြီးတက်ခံရပြီးအကြီးပင်တွင်တောက်တိုးဆွဲခံရကြောင်းဥမြကဲ့သို့ပင်ကြားလူ၄၅ယောက်ကိုပါတတ်ထားခဲ့ကြောင်းတရင်ဆိုကြည့်ကြားရပါတော့သည်။ဤသို့ဒေသသမုပ္ပါတရားတော်ဤဘုံကျေးဇူးကြောင့်ဥဇော်ဝိတ်မှာတေဘေးမှာ ီဒီကလေးနှွမြောက်ခဲ့ရခြင်းဖြစ်ပါသည်ဥဇော်ဝိတ်တို့မိသားစုသည်ဤမြတာမဟုတ်သေးဖြစ်ပြက်ခစ်စိုးကြီးအတွင်း၌ဒီရင်ပြန်များပြင်ဘုံကျဲခြင်းတက်တင်နံများပြင်ရဇတ်ဖြစ်ကတ်ခြင်းတိုက်ပွဲနှစ်ခုကြားတွင်ပြိမိနေခြင်းစသည်ဘေးအန္တရာယ်သို့မျိုးမျိုးနှင့်တုံ့တွေ့ရတော်လဲဒသုံးတရားမြထိကြိုက်တရားမရရှိခဲ့ကြပါသည်သူတို့နှင့် တူသွားသူပုံနေကြသူများအနေချို့ဒီသားသူများအားလုံးပြေဆုံးကြရသည်ချို့ဖြစ်ပြက်လက်ပြစရှိသောဒါယာများရကြသည်ယင်းနှင့်ဝေယာများတုံ့တွေ့ကြရသည်ဂျပန်များမြန်မာနိုင်ငံအတွင်းစစ်မြေပြင်များမှပြန်လည်ဆုတ်ခွာနေခြင်းဖြစ်သည်ဥဇော်ဝိတ်တို့ပြည်သားစုသည်ဂျပန်ဘေးမှလွတ်မြောက်ရန်ခြေဥတည်ရာပြေးလွှားကြရာ ိန်တခါမှမရောက်ဘူးသည်တောတောင်ဒေသသို့ရောက်သွားကြ၏မိုးတံလေးတံတွေကြားမှဖြစ်ကလူတွေဖြစ်ကိုဆက်မသွားကြနဲ့နောက်ကိုပြန်လှည့်လာခဲ့ကြဟုတန်ကိုဟောဟိပြောဆိုတန်ကို နောက်ဖက်မှာကြားလိုက်ရသည်ဥဇော်ဝဲဤသတိကဓမ္မတို့ကိုခေါ်လာလားဘယ်ကိုလာခဲ့ရမှာလဲဟုဖြစ်အော်မေးရဟုတ်တယ်ဒီဘက်ကိုလာခဲ့ဟုပြန်ပြောတယ် ထိုအခါဥဇော်ဝိတ်တို့မိသားစုသည်နောက်ကျောင်းပြန်လှည့်၍ကလန်းလန်းသို့ရောက်သောအခါလူဇလူနာလုံးဝမတွေ့ရသဖြင့်ဥဇော်ဝိတ်ကဘယ်ကခေါ်လာလဲပြို့ဘယ်ကိုလာရမှာလဲဟုအေအော်တံပြစ်တော်လဲဣတိငါးတံကိုပြရရပြီထို့ကြောင့်ကုလဥတီသွားခဲ့သည့်နေရာသို့ ပြန်လှည့်သွားကြရာဒုတိယအကျင့်ထက်မှန်၍နောက်မှခေါ်တံကြရပြန် ဤသို့သုံးကြိမ်တိုင်တိုင်နောက်မှခေါင်ငင်သည့်အတွေ့ဥဇော်ဝိတ်တို့သိသေးလာကြသည်ခြေသို့ဆက်သွားခြင်းသည့်စိတ်ဆန္ဒလည်းမရှိတော့၍နောက်ကျောင်းပြန်လှည့်လာပြီးသုံးပိုင်းအရောက်တွင်ယာကင်းတစ်ခု၌တဲတစ်ခုတွေ့၍လက်ရှင်ဘိုးကြီးဤခွင့်ပြုချက်ကိုရယူကာတညတာလက်ခုခဲ့ကြသည်နောက်တနေ့နံနဲ့တွင်ဖြာသူများ ရောက်ရှိလာကြသည်ဖြင့်ယမန်ဤကဥသောဝိတ်တို့သွားမည်နေရာမှာ ဥဇော်ဝိတ်တို့သွားတဲ့ချိန်လောက်ကဂျပန်တပ်တွေကတွေ့သမျှယောက်ျားမိန်းမကလေးပါမကျန်အားလုံးကိုနှိမ့်ဆက်တပ်ဖြတ်လို့လူတော်တော်များများတည်ဆုံးခဲ့ရကြောင်းသတင်းဆိုကြီးကိုကြားရသည်လူအများအသက်ခံရသည့်နေရာမှာဥဇော်ဝိတ်တို့ပေါ်ဆံကြားရ၍နောက်တောင်းပြန်လှည့်လာသည့်နေရာနှင့်တစ်ပါလုံးသာဝိကွာတိဟုဆိုပါသည်ရဏသုံးပါးကိုယေရှုနှင့် ပဋိစ္စသမုပ္ပါတရားတော်ဤတကိုးကြောင့်ဒုဇောင်းနဲ့တောင်သောနဲ့များကအတိပေးနှိုးစော်၍ပေါ်တိအတန်ပြရမည်ဟုကုသောဝိတ္တုမိသားစုကယုံကြည်ကြသည်ဤသို့ပဋိစ္စသမုပ္ပါတရားတော်ကြီးသည်အံ့ဩဖွယ်ကောင်းသောအောင်ဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်ပါသည်ထို့ကြောင့်ပဋိစ္စသမုပ္ပါတရားတော်ကြီးကိုဒီနေ့လျင်အနည်းဆုံး အနုလုံပတိလုံတစ်ခေါက်ရအောင်ရုတ်ဖတ်ပူဇော်တင်ကြပြီ